သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့မေလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးမှုများပြန်လည်တိမ့်ပတ်ရေးနေမီစုမှုရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုများအတွက်နေပြည်တော်စစ်ရုံးမှမင်းအောင်လှိုင်ကစစ်ရေးအစီအဝေးများဇက်တိုက်ခေါ်ယူနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီကပြစ်လို့ရန်ရှိနေတဲ့ရွေးကောက်ပွဲမတိုင်မီဆုံရှုံထားတဲ့မြို့များကိုပြန်လည်သိမ့်ပတ်ရေးနေမီစုမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုများအတွက်နေပြည်တော်စစ်ရုံးမှမင်းအောင်လိုင်းကစစ်ရေးဆိုင်ရာအစီအဝေးများဇက်တိုက်ခေါ်ယူခဲ့ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်ရုရှားနိုင်ငံမှာတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့တဲ့မင်းအောင်လိုင်းကမေလ12ရက်နေ့ကနေစပြီးစစ်စင်ရေးကိစ္စများကို၎င်းလက်အောက်ခံဗိုလ်ချုပ်များကစားထမှုများနဲ့အစီအဝေးများခေါ်ယူခဲ့ကြောင်း ရင်းနောက်မေလ15ရက်နေ့နဲ့မေလ16ရက်နေ့မှာစစ်တိုင်းမှုများကိုနေပြည်တော်ကိုခေါ်ယူခဲ့ကြောင်းရင်းနောက်စစ်ရေးဆိုင်ရာဆက်ဆက်အစည်းအဝေးများကိုတောက်လျှောက်ဆွတ်တလို့ပြုတ်လုခဲ့ကြောင်းသိရှိရပါတယ်။လွန်ခဲ့တဲ့တပတ်အတွင်းမှာစစ်ရေးဆိုင်ရာအစည်းအဝေးတွေကြီးပဲဆက်တိုက်လုပ်နေတယ်။စစ်စင်ရေးစီမံချက်တွေဆွဲတယ်လို့လည်းသိရတယ်။စစ်ရေးထောက်ပို့ခဲယံလက်နက်စစ်ရေးစက်တာပေါင်းစုံဆွေးနွေးမှုရှိတယ်။စစ်စင်ရေးဥဆောင်သူတချို့လည်းအပြောင်းအလဲရှိနိုင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြပါတယ်။ မေလ15ရက်နေ့မှမေလ16ရက်နေ့အထိပြုလုပ်ခဲ့တဲ့စစ်တိုင်းမှုများအစီအဝေးမှာနေမြေဆွေးမှုရေးကိစ္စများကိုပင်အထူးကဆွေးနွေးကြကြောင်းသိရှိရပါတယ်။ရုရှားခရီးစဉ်မှာတရုတ်သမ္မတရှီကျင့်ဖင်းနဲ့တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံတယ်ဆိုတဲ့တရုတ်သမ္မတထံမှဂရိကဝတ်ရရှိခဲ့ပြီးနောက်မှာနေပြည်တော်စစ်ရေးဆိုင်ရာအစီအဝေးများမှာမင်းအောင်လှိုင်ကစစ်စင်ရေးများအတွက်စိတ်အားထက်သန်မှုများရှိနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စစ်ကောင်စီရဲ့နေဆက်ကုံတွေ့ရေးအသက်သွေးကြောထိုင်းမြန်မာနေဆက်မှာရှိတဲ့စစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမြို့ကြီးများသိမ်းပိုက်မှုထက်ပိုမိုအရေးပါပြူဟာစခန်းများအပါအဝင်စခန်း90နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဝင်ငွေရလန်းနေဆက်ကုံတွေ့ရေးအသက်သွေးကြောထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့စစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမှာမြို့ကြီးများသိမ်းပိုက်မှုထက်ပိုမိုအရေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်လို့ KNU ဘိုးအလုံးမှုဆောင်လည်းဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူဘရိုစောတော်နီကရှင်းပြပါတယ်။ထိုင်းနဲ့မြန်မာနယ်စပ်မြင်းတလျှောက်မှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်များကို KNL KNDO PDF မဟာမိတ်ပူးပေါင်းတပ်များကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပြီးမြို့ကြီးများကိုသိမ်းပိုက်တိထက်ပို့မှုအရေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း KNU ဘိုးအလုံးမှုဆောင်ဘရိုစောတော်နီကရှင်းပြပါတယ်။အထက်ကကဒါကတကယ်ကုံသွေးရေးစခန်းကြီးမြဝတီမဲဆောက်ကုံသွေးရေးစခန်းကြီး ။နောက်ပြီးတော့ ठी ခိနေဆက်ကုံသွေးစကန်းကြီးတွေဟာတကယ့်ကိုအရေးပါတဲ့နေရာတွေဖြစ်တယ်။မြို့ကြီးတစ်မြို့စာလောက်တိမ့်နိုင်တဲ့အနေအထားနဲ့တူတယ်။ဘာလို့လဲဆိုတော့ရှစ်တလန်းတွပို့အတွက်တကယ့်ကိုအရေးပါတဲ့အဲ့ဒီနေရာတစ်ခုကိုရရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့လို့ဘရုဆော့တော်နီကရှင်းပြပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားကရင်နီကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအထိနယ်နိမိတ်ကီလိုမီတာ3000ကျော်ထိဆက်နေတဲ့နယ်စပ်တစ်ခုလုံးကိုအကြမ်းဖက်စစ်တပ်ကင်းစင်တဲ့အခြေအနေရောက်ရှိစေရင် တိုက်ခိုက်မှုများပိုးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ်။ကျွန်တော်တို့အရှိလျားဆုံးဖြစ်တဲ့နေဆက်မြင်းထိုင်းနိုင်ငံနဲ့ဆက်ဆက်နေတဲ့ကရင်နီနေဆက်တမဟာ9ကစပြီးတမဟာ၄အစုံထိအဲ့ဒီလောက်ကီလိုမီတာရာပေါင်းထောင်နဲ့ချီတဲ့နေရာတွေကိုကျွန်တော်တို့လွှမ်းမိုးနိုင်တော့မယ်ဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲအဲ့ဒီဟာကြောင့်မို့လို့ဒီဟာတွေကိုဟိုအတွင်းထဲမှာတွားပြီးရယူရတာနဲ့ဒီကနေကျွန်တော်တို့ရယူတာနဲ့လုံးဝမတူဘူးကျွန်တော်တို့ရဲ့နေဆက်အတွင်းမှာထိုင်းနဲ့ဆက်ဆက်နေတဲ့တမဟာ9နေမြေတွေဆိုပြောင်းပြီးရှင်းပြီး အခုကတက်မဟာခုနှစ်လက်ကုံတော့မယ်နည်းနည်းလေးပဲကျန်တော့တယ်တက်မဟာ6ဆိုရင်လဲစစ်ကောင်စီ view ဟာတစ်ခုလောက်ပဲကျန်တော့တာအဲ့ဒီနေဆက်မှာတက်မဟာ၄ဆိုရင်လဲစစ်ကောင်စီရဲ့ ठी ခီစကန်းဆိုပြုတ်ထွက်ကုန်ပြီလို့ပရိုဆော့တော်နီကရှင်းပြပါတယ် KNL ဥဆောင်မဟာမိတ်ပူပေါင်းတက်များကစစ်ရှင်မြင့်တိုက်ခိုက်နေမှုကြောင့်ရခင်စောမောင်တန်းရွှေခစ်ကစစ်တပ်ကတက်ရင်ပေါင်းများစွာအပြုတ်ခံရယူခဲ့တဲ့နေမြေများမှာစစ်စခန်းကြီးများကိုရပ်ပိုင်းအတွင်းမှာပင်တိုက်ပွဲများနဲ့ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ် လက်တလော KNU တပ်မခုနှစ်နေမီပိုင်ကျုံဒေသမှာမော်ဖိုးကီစကန်းကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကနေမီရှင်းလင်းတိုက်ခိုက်နေပြီးနော်တရတောင်စစ်စကန်းကိုလည်းဝိုင်းပတ်ပိတ်ဆို့ဖျက်တောက်ထားကြောင်းသိရှိရပါတယ်။ KNU တပ်မ၄တပ်မ၅တပ်မ၆တပ်မ၇နေမီအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီဗျူဟာစကန်းကြီး၁၀ခုထက်မနည်းကို KNL တပ်များကတိမ့်ပိုက်ရရှိထားတဲ့အပြင်နေကြာကန်စစ်စခန်းကုန်20ကျောင်းနဲ့ကာကင်စခန်းငယ်များအပအဝင် စုစုပေါင်းစခန်းငယ်90နီးပါးကို KNL KNDO PDF မဟာမိတ်ပူးပေါင်းတပ်များကတိမ့်ပိုက်စုမိုးထားနိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံထပ်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်19နှစ်မှအသက်36နှစ်အတွင်းရှိမြန်မာလူငယ်ကိုဦးကိုဖမ်းဆီးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတပ်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်19နှစ်မှအသက်36နှစ်အတွင်းရှိမြန်မာလူငယ်ကိုအူကိုဖမ်းဆီးရရှိထားကြောင်းထိုင်းသတင်းဌာနများမှဖော်ပြထားပါတယ်။ ယမန်နေ့မေလ18ရက်နေ့နနက်7:30မိနစ်အချိန်မှာထိုင်းစစ်သားများကတရားမဝင်မြန်မာကိုအူတင်ဆောင်လာတဲ့ကားများကိုဖုတ်ဖွရခရံအတွင်းမှာတားဆီးစစ်ဆေးခဲ့ကြောင်းအဲ့ဒီလိုစစ်ဆေးစဉ်မှာအသက်19နှစ်မှအသက်36နှစ်အတွင်းရှိမြန်မာလူငယ်ကိုအူကိုဖမ်းဆီးနိုင်ခဲ့ပြီးကားမောင်းသမားထိုင်းနိုင်ငံသား driver ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ထိုင်းနိုင်ငံသားကားမောင်းသမားမှာမြန်မာနိုင်ငံသားများကိုတွားရောက်ခေါ်ယူပြီး ဖုတ်ဖရခရိုင်ကိုပို့ဆောင်ရန်စီစဉ်ထားကြောင်းရင်းမှတဆင့်ထိုင်းနိုင်ငံအတွင်းဘန်ကောက်အပါအဝင်အလုတ်ရှိတဲ့နေရာများကိုတွားရောက်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၉ဦးကိုဖုတ်ဖရမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တောင်ကိုရီးယားမှာကျင်းပတဲ့ကွန်ကျူဒီမိုကရေစီတော်လှန်ရေး45နှစ်မြောက်အခမ်းအနားကို NUG နဲ့ຫນွေဦးတော်လှန်ရေးရဲဘော်များတက်ရောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုရီးယားနိုင်ငံဆိုးမျိုးတော်ခမ်းမမှာကျင်းပတဲ့5.18 ကွန်ကျူဒီမိုကရေစီတော်လှန်ရေး45နှစ်မြောက်အောက်မေ့ပွဲအခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းနဲ့ NUG ကိုရီးယားကိုယ်စားလှယ်ရုံးအထောက်အကူပြုအဖွဲ့ဝင်များစစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီပူးတွဲဥက္ကဋ္ဌဦးတင်ထေးအောင်နဲ့မြန်မာຫນွေဦးတော်လှန်ရေးမှာတက်ကြွစွာပါဝင်ဆောင်ရွက်ကြတဲ့ရဲဘော်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။ အဆိုပါအခမ်းအနားကိုကိုရီးယားအစိုးရအဖွဲ့များကဝင်ကြီးများပါတီအဖွဲ့အစည်းအသီးသီးမှလွှတ်တော်အမတ်များနိုင်ငံတကာတန်တမန်များနဲ့အထူးပိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စာတင်ကြောင်းဘုံကျဲသူလို့တရင်ထွက်ခဲ့တဲ့လေရင်မှုမိသားစုပိုင်းပွဲယုံဟင်္ဒရာမြို့ဓမာယုံမှာကုံလောင်ထားတဲ့အတွက်ဒေတာခမ်းများမကြည်နက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းရင်မြို့နဲ့အိုထင်းကွင်းရွာစာတင်ကြောင်းကိုတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့လေရင်မှုလို့တရင်ထွက်ခဲ့တဲ့ ဒုဗုံမူကြီးဇော်မင်းထင်ကျော်မိသားစုပိုင်ဟင်္ဒရာမြို့မှာပွဲယုံဟာရက်ကွက်ပိုင်ဓမ္မယုံမှာကုံလောင်ထားတဲ့အတွက်ဒေသခံများမကြေမနက်ဖြစ်နေကြပါတယ်ဒုဗုံမူကြီးဇော်မင်းထင်ကျော်ရဲ့မိသားစုကဟင်္ဒရာမြို့တာ90မြောက်ရက်ကွက်အင်္ဂါဘတ်ຫນွေတန်ကဌာနပေးမှာကောင်းမြတ်ပွဲယုံနဲ့လှဲရင်စိုက်ပျိုးရေးပစ္စည်းဆိုင်ဖွင့်ထားပါတယ်၎င်းတို့ရဲ့ကုံစီများကိုຫນွေတန်ကဒါနအဆောက်အုံအတွင်းမှာလောင်ထားတယ်လို့ဒေသခံတအူးကပြောပါတယ်သူတို့ကဓမ္မယုံနဲ့ကက်လျက်မှာခြံဝဲပြီးပွဲယုံဖွင့်တာ သူတို့ခြံထဲမှာကုံတွေပြည့်ပြီးဆိုရင်ဓမ္မယုံထဲမှာထားတယ်ရက်ွက်အုပ်ချုပ်ရေးဘိုင်းကလည်းသူတို့ကိုခွင့်ပြုပေးထားတယ်တိုင်လို့တောလို့ကတော့လုံးဝမရဘူးလို့ဒေသခံတအုပ်ကပြောပါတယ်အဆိုပါပွဲရုံကိုတူဘုံမူကြီးဇော်မင်းထင်ကျော်ရဲ့အဖေဥကျော်တန်းနဲ့ဒေါ်ဝင်းကြည်တို့ကဦးစီးလောက်ကင်နေခြင်းဖြစ်ပါတယ်ငရုတိထွက်တဲ့ယာဒီမှာပတ်ဝန်းကျင်မှာငရုတိအနက်များမှုန်နေပြီးပတ်ဝန်းကျင်မှာနေထိုင်သူများရဲ့ကျန်းမာရေးအတွက်စိုးရိမ်စရာဖြစ်ကြောင်းဒေသခံတချို့ကပြောပါတယ်သူတို့ရဲ့ရှေ့လမ်းမှာကျန်းမာရေးဌာနကနန်းစီဒီယမ်တယောက်ရှိတယ် အဲ့ဒီမိမကလည်းမတားဘူးနန်းတွေပေါင်းပြီးပတ်ဝန်းကျင်ကိုဒုက္ခပေးနေတာလို့ဒေတာခန်တဦးကပြောပါတယ်။တူပုံမူကြီးဇော်မင်းထင်ကျော်ဟာစစ်တပ်ကတော့အပတ်စဉ်44ဆင်ဖြစ်ပါတယ်။၎င်းတို့မိသားစုဟာဟင်္ဒရာမြို့နယ်ချင်ဘိုးကြီးရွာအုပ်စုမှာဖြစ်ပြီး2015ခုနှစ်ဝင်းကျင်မှာမြို့ပေါ်ကိုပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းဟင်္ဒရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့နှိစက်သူကပြောပါတယ်။၎င်းရဲ့ညီအရင်းဖြစ်သူချမ်းမြင့်ကျော်မှလည်းစစ်ကောင်စီတပ်မှစစ်တပ်သားဖြစ်ကြောင်းသိရပြီးအဆင့်ကိုတော့မသိရှိရသေးပါဘူး။ ၎င်းတို့လက်ရှိနေထိုင်တဲ့အိမ်ဟာစစ်တပ်အငိမ့်စားကြံ့ခိုင်ရေးပါတီထိတ်တန်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ဦးထေးဦးနေအိမ်နဲ့မလန့်မကန့်မှရှိပါတယ်။တူပုံမူကြီးဇော်မင်းထင်ကျော်ဟာမေလ12ရက်နေ့ကစကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းကိုတိုက်လေရင်နဲ့ဘုံကျဲခဲ့သူလို့ Facebook လူမှုကွန်ရက်မှာကြည်ကြဲပြန့်ပြန့်သတင်းထွက်ပေါ်ခဲ့ပါတယ်။ဘုံကျဲသူမှာ၎င်းဟုတ်မဟုတ်ကို People Spring ကတီးကြားအတီးပြုတ်နိုင်ခြင်းတော့မရရှိသေးပါဘူး။သို့သောပြည်သူလူထုနဲ့တော်လိုင်းအင်အားစုအတိုင်းအဝိုင်းမှာတော့၎င်းကိုပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ အိုတင်ကွင်းရွာစာတင်ကျောင်းတိုက်ခိုက်ခံရမှုမှာဆီယာမ2ဦးနဲ့ကျောင်းသားကျောင်းသူ22ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးတရားကြောဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါအမှုကိုတရားမျှတမှုပြန်လည်ရရှိသည့်အထိစစ်ဆေးဖော်ထုတ်မယ်လို့တော်လိုင်းရင်အားစုများကသတင်းထုတ်ပြန်ထားပါတယ်။ဒုဗိုလ်မှူးကြီးဇော်မင်းထင်ကျော်ရဲ့သတင်းထွက်ပေါ်လာပြီးနောက်ဟင်္ဒရာမြို့ပေါ်မှာစစ်ကောင်စီကစစ်ဆေးရေးတင်းကျပ်ခဲ့ကြကြောင်းမြို့ကန်အချို့ကပြောပါတယ်။သို့တော်၎င်းတို့ရဲ့မိသားစုပိုင်းပွဲရုံကိုဆက်ဖွင့်ထားဆဲဖြစ်ကြောင်းဒေသခံများကပြောကြားပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KNU တက်မဟာ9နေမြေမှာရှိတဲ့စစ်တပ်ရဲ့ထော်မှုပလန်မဲ့စစ်တပ်စခန်းကိုတိုက်ခိုက်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ် KNU တက်မဟာ9နေမြေမှာရှိတဲ့စစ်တပ်ရဲ့ထော်မှုပလန်မဲ့စစ်တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း Force for Federal Democracy FFD အဖွဲ့တာဝန်ရှိသူတို့ကပြောကြားပါဗျ။မေလ14ရက်နေ့ကစတင်ပြီး KNU တက်မဟာနေမြေမှာရှိတဲ့အကြံဖတ် စစ်တပ်ရဲ့ထော်မှုပလန်မဲ့စစ်တပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတိုက်ပွဲပြင်းထန်နေစေဖြစ်တဲ့အတွက်စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။လက်ရှိကတိုက်ခိုက်နေတဲ့ကာလမှုအသေးစိတ်အခြေအနေကတော့ပြောပြလို့မရသေးပါဘူး။စကန်သိန်းပိုက်နိုင်ရေးအတွက်တိုက်ခိုက်နေစေဖြစ်ပါတယ်လို့ Force for Federal Democracy FFD အဖွဲ့တာဝန်ရှိသူတို့ကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကို Force for Federal Democracy FFD တပ်ဖွဲ့ဝင်များနဲ့ KNL drone တင်နန်းသားများကပါပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။အဲ့ဒီနော် ဂါဇာမြန်မာယူကရိန်းဆိုတဲ့စောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။မြန်မာဟာကမ္ဘာမှာပြည်ထနာအရှိဆုံးနိုင်ငံတစ်ခုအဖြစ်ပါဝင်နေတာကိုပို့ယဟန်မင်းကြီးအစ်စ်လီယို14ရဲ့စိန့်ပီတာယဉ်ပြင်ကြီးမှာရှိတဲ့ဘစီလီကာနန်းတော်ကြီးလေသားဆောင်မှာပထမအဦးဆုံးစတင်လိုက်တဲ့ဝိပုပဲအစိုးမှာဂါဇာယူကရိန်းမြန်မာဟူ၍အမိတက်ဆူတောင်းမြတ်တာပို့တာသွားခဲ့ခြင်းကဖော်ညွှန်းနေပြီဖြစ်ပါတယ်။ မြန်မာမှာဖြစ်ပွားနေတဲ့ရန်လုံမှုများကြောင့်အပြစ်ကင်းစင်တဲ့ကလေးတငယ်များမတည်တင်မဲ့တည်ဆုံသွားခဲ့ရတယ်လို့ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်တို့စီမဆရာတော်ကြီးများဟာလည်းစစ်ကောင်းဆောင်များနဲ့အနီးကဆက်ဆံနိုင်ခွင့်ရရှိနေတဲ့အတွက်အဲ့ဒီလိုလူစိတ်ကင်းမဲ့စွာကိုပြည်သူပြည်သားများအပေါ်အကြမ်းဖက်နေတဲ့လောက်ရများကိုလူသိရှင်ကြမပြောရဲသည့်တိုင်နှစ်ကိုကြားလောက်တော့ဖြောင်းပြပြောဆိုသင့်တယ်ပြောဆိုလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။လမ်းပေါ်မှာအစဉ်ချင်းမဲ့စွာပြစ်ခတ်မှုကြောင့်အထင်ကရဆရာတော်ကြီးတပါး ပြန်လွန်တော်မူသွားခဲ့ရပြီလည်းဖြစ်ပါတယ်။စာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်မှုအပေါ်ကုလသမဂ္ဂအပါအဝင် EU ပြင်သစ် Australia American အစရှိတဲ့နိုင်ငံအများအပြားကဝိုင်းဝန်းရှုတ်ချခဲ့ကြပြီဖြစ်ပါတယ်။စာတင်ကြောင်းစေယုံဘာသာရေးအဆောက်အုံအစရှိသူတို့ကိုလူကျင်ဝတ်အရာအထူးရှောင်ရှားကြရသည့်ကြီးတာဖြစ်ပါတယ်။သို့သောတာဝန်ခံမှုတာဝန်ယူမှုကင်းမဲ့နေတဲ့ယဉ်ကျေးမှုတရက်လိုဖြစ်နေတဲ့မြန်မာနိုင်ငံမှာလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေခြင်းကပင်အန္တရာယ်တစ်ခုပြီးတစ်ခုထပ်တိုးလာနေခြင်းမျိုးဖြစ်လာနေပါတယ်။ မေလ16ရက်နေ့ AB သတင်းမှာငလင်တန်ကျောက်ဘန်ကောက်မှာရှိတဲ့အဆင့်မြင့်အဆောက်အုံများပြိုကျပျက်စီးသွားမှုအတွက်ရာဇဝတ်မှုနဲ့မကင်းတဲ့ပေါ်ယော်မှုနဲ့အမှုဖွင့်ခံထားရတဲ့စောက်လုပ်ရေးကုမ္ပဏီအကြီးအကဲများကန်ထရိုက်များအင်ဂျင်နီယာများဒီဇိုင်းရေးဆွဲသူပြီးသူကပညာရှင်များစုစုပေါင်း18ဦးဟာတောက်ကြနေမှာရေစကန်ကိုလာရောက်အဖမ်းခံခဲ့ကြတယ်လို့ပါရှိလာပါတယ်။နေပြည်တော်မှာတော့မင်းအွန်လိုင်းကိုတိုင်ကညံပြင်းနဲ့အရေးအသွေးနဲ့ဖြစ်ကြတဲ့ဆန်စောက်လုပ်ခဲ့မှုကြောင့်ဟုအတီအလင်းပြောဆိုခဲ့ပေမဲ့မြည်သူတဦးတယောက်ကမှ အရေးယူခြင်းမခံရတဲ့အပြင်ထိုပုဂ္ဂိုလ်များကိုပင်ပြန်ဆောက်ခိုင်းအောင်မည်လို့တရင်များထွက်ပေါ်နေပါတယ်။စကိုင်းမြင်းကလေးကြီးရဲ့ဒဏ်ရာတန်ချက်များကမိသွေးများနလန်ထူလာနိုင်တဲ့အရေးအယောင်မျိုးမတွေ့ရသေးပဲစစ်အုပ်စုကခြေတရွတ်တိုက်ဆွဲနေသေးပင်ဖြစ်ပါတယ်။၎င်းတို့ကတဘာဝဘေးအန္တရာယ်ဟုကောင်းတဲ့ထည့်ထားခြင်းမရှိပဲ၎င်းတို့ရဲ့အုတ်ချုပ်နေမှုကိုတရားဝင်အဖြစ်ရှုမြင်လာစေရန်ရှေ့လျှောက်နိုင်ငံရေးအရမိတို့အတုံးချအမျက်ထုတ်ရမည်ဆိုသည်ကိုသာတွေးနေစေဖြစ်ပါတယ်။ ငလင်းတန်ခံရပြီးနောက်မကြမီ၎င်းတို့အပြည့်အခက်ရက်စဲထားပါတယ်လို့တတလေးလေးပြောဆိုနေစဉ်အတွေ့မှာပဲစတင်ကြောင်းကိုဘုံကျဲတိုက်ခတ်ခဲ့မှုဟာမြည်တို့မြပယ်ဖြောက်ရမရတော့တဲ့လူမဆန်မှုအဖြစ်သမိုင်းမှာကြံရစ်ပေတော့မှာဖြစ်ပါတယ်စစ်တပ်မှယခုလိုဖာတိဖာတာနေပြီး၎င်းတို့အုတ်ချုပ်ရေးခိုင်မြဲတည်တဲ့ခိုင်မြဲအောင် ကြံဆောင်နေတဲ့၍လူတို့အဖို့ခန္ဓာရည်အားကိုရရက်ဆက်ဆက်ဝုံနဲ့မမြအောင်ရှေ့လျှောက်မွေးမြူကြရတော့မိတာဖြစ်ပါတယ်ဂါဇာယူကရိန်းတို့နဲ့ဒန်းတို့စရင်ဝင်သွားလောက်သည့်အထိ ရိပကတ်ကြီးဖြစ်ပွားလာမည်လို့မိသူမျော်လင့်ထားကြပေမိလေပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထုတ်ပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေ